ွင့်နာမှုမှဖြစ်တာနဲ့ပဲသူမယုံသူဆက်ဆံတော့ခံရမှာလားလုံးဝလုံးဝ respect ပါတော်တော်တော်မင်းသမီးတွေက fan ဆိုမရိုက်ချင်ကြအောင် melody ကတော့ငကိုတွေကအကိုဒီဒီနေရာလေးပေါ့နော်ညီမကြီးအကိုရိုက်ချင်တယ်ဒီဇက်လန်းလေးကတော့ညီမနဲ့လိုက်တယ်တကယ်တမ်းကြည့်ကြည့်ကြည့်လိုက်ရင်ဒါသူ့ဆက်လူတော်ဖြစ်နေတာတခိတမှာလူသားမဆွမ်းတာရှာတော့ဆွမ်းတာမိမိသွင်းရေမမသွင်းရေလီလီသွင်းရေပေါ့နော်သားမီသုံးရောတကယ်ကိုအပြည့်လုတ်ပြီးကြတဲ့အတွက်ဒီကားလေးကဒီလောက်ဟောပေးတဲ့ရင်နဲ့ရောက်သွားတယ်လို့အကိုမြင်ပါတယ် စီးပွားရှာရမှာလားနေတော့ပြဿနာတွေရှင်းရမှာလားဒေါက်တာမကြီးလူသားမစွမ်းမှာရှာတော့စွမ်းမှာကဲလုံးဝလုံးဝ respect ပါအကူကတကယ်တကယ်ဟိုမမျိုးပေါ့နော်မယ်လိုဒီဆိုရင်သူကဒါအကိုကိုလည်းယုံကြည်တယ်အကိုနဲ့ဆိုရင်လည်းရုပ်ရှင်တွေလည်းရိုက်ဖူးတယ်ပေါ့နော်ရုပ်ရှင်တွေလည်းရိုက်ဖူးတယ်ဒါကတော့သူ့အတွက်လည်းပထမဆုံးမှာတဲ့အကိုတဲ့အဲဇလန်းတွေကသူ့အတွက်ပထမဆုံးမှာအကိုအတွက်လည်းပထမဆုံးမှာဒါပေမဲ့လည်းညီမတို့ဒီကားလေးမှာလှုပ်စီခြင်းတယ် fan on fan ပဲဒါပေမဲ့အိုက်တင်အကုန်လောက်ရတယ်အိုက်တင်အကုန်လောက်ရတယ်ဆိုတော့ van ရဲ့တဘောကအကိုလည်း van နေအများကြီးရက်ခဲ့ကူတယ်အိုက်တင်အစုံလောက်ရတယ် အဲသူကချိုချိုလေးလေးပြောတဲ့ခါကြီးရှိတယ်။ကောင်းအောင်ပြောတဲ့ခါကြီးရှိတယ်။စိတ်ဆိုးမှန်းဆိုပြောရတဲ့ခါကြီးရှိတယ်။မျက်နာနဲ့မျက်လုံးနဲ့အိုက်တင်လှုပ်ရတဲ့ခါကြီးရှိတယ်။ဒီထဲမှာဘယ်လိုပဲဖြစ်ဖြစ်အဲမယ်လိုဒီရောချူလေးရောကဲကိုသူတို့ရဲ့ character ကိုတကယ်အကောင်းဆုံးအပြည့်ဝဆုံးပေါ့နော်။သူတို့သားမီ၃ယောက်ပေါ့နော်။မိမိသွင်းရဲ့မမသွင်းရဲ့လီလီသွင်းရဲ့ပေါ့နော်။သားမီ၃ယောက်တကယ်ကိုသူတို့ရဲ့ character ကိုလေးစားပြီးတော့တကယ်အပြည့်လုပ်ပေးကြတဲ့အတွက် ဒီကားလေးကဒီလောက်ဟောပြီးသက်ရင်နဲ့ရောက်သွားတယ်လို့အခုမြင်ပါတယ်။ဒါမှကိုကိုရဲ့တရားဝင်သမီးကမိတို့အနိုင်ကျင့်နေတယ်။မိကကိုကိုရဲ့နာမူးမှဖြစ်တာနဲ့ပဲသူမယုံသူဆက်ဆံတော့ခံရမှာလား။မယ်လိုဒီကတော့ငကိုတဲ့ကအခုဒီဒီနေရာလေးပေါ့နော်။ဒီနေရာလေးကိုသူနဲ့ဆိုရင်တော့သူပြောကြည့်မယ်ပေါ့နော်။သူသူစိတ်ဝင်စားလာပေါ့နော်။တော်တော်တော်မင်းသမီးတွေကဗန်ဆိုမရိုက်ချင်ကြအောင်ပေါ့နော်။မရိုက်ချင်ကြအောင်။နောက်တော့ဒီထဲမှာရှိနေတဲ့ဒီထဲမှာရိုက်နေတဲ့မင်းသမီးတွေကလည်းအကြီးတွေပေါ့နော်။နည်းနည်းမင်းသမီးအလက်တွေပေါ့ လက်တရလဲသူတို့ fan တွေရိုက်ရတာများတော့သူတို့ fan တွေမရိုက်ချင်ကြတော့နော်ဒီအချိန်မှာတော့မမျိုးပြောကြည့်တယ်ပေါ့နော်ညီမကြီးအခုရိုက်ချင်တယ်ဒီဇက်လန်လေးရတော့ညီမနဲ့လိုက်တယ် fan တော့ fan ပဲအပြည့်လည်းမရှိဘူးဘာမှမရှိဘူးဒါပေမဲ့လုံးဝအပြည့်အပြည့်လုံးဝမဲ့ character တကယ်တမ်းကြည့်ကြည့်လိုက်ရင်ဒါသူ့ဆက်လိုတော်ဖြစ်နေတာလီလီစင်အခုလိုပြည့်စင်ညာရှင့်မှာလည်းကောင်းဝေးများရှိတယ်မိမိတို့ကရှေးကုန်းရှင်နဲ့ရှေ့ကျန်နေတယ် စုံမပြောင်းသူပြောပြကြည့်တော့တကယ်လုတ်ချင်ပါတယ်နောက်တော့ကလေးတွေကိုလည်းဟိုမှာမူမူသွင်းရဲ့ညမလေးလုတ်တဲ့လီလီသွင်းဆိုရင်လည်းသူတို့ရှိကကတ်စင်ခေါ်ပြီးတော့မှအဲကလေးတွေကိုတကယ်ခေါ်ပြီးရိုက်ထားတယ်မင်းသားကတော့ကိုကိုတိုင်းငကူတွေကကြီးဇလန်းဖတ်ပြီးတည်းကအေးချမ်းမအောင်ကိုရိုက်ချင်တယ်အဲ့ချိန်တော့ကတော့သူအကယ်ဒမီလည်းမရသေးဘူးအဲ့သူတို့ဘာလဲကိကိနဲ့ရိုက်တဲ့ကားလေးဆိုရိုက်တော့မရရသေးဘူး အကိုတွေအဲ့ကောင်လေးရိုက်ချက်ရှိတယ်တဲ့ကျွန်တော်တို့တွေရက်လေးနည်းနည်းလေးအဲ့လိုညှိပေးပါဆိုတော့သူတို့ကတော့အဲ့ဒါမညှိလိုက်ရသေးဘူးအဲ့တော့သူအဲ့ဒါကြီးတော့မရရသေးဘူးအကယ်ဒမီလည်းမရသေးဘူးဘုံဘုံပေါ်မှာဒီလောက်ထိ ADA ဆက်ဆက်ဆန်ရတာလဲငါခံစားချက်မရှိတဲ့သူတွေကအခုလိုမျိုးဆက်ဆန်လာမှာမဟုတ်ဘူးဒါပေမဲ့အဲ့အချိန်တုန်းကဒါအကိုအမြင်ပါဒီဇက်ကောင်လေးကဒီကလေးနဲ့လိုက်တယ်ဆိုတာပေါ့ဒါအကိုအကိုအမြင်ပါတခြားဇက်ကောင်တွေလည်းအဲ့လိုပဲလင်းလင်းဆိုရင်လည်းအကန့်အများကြီးမပေါ့ဒါပေမဲ့ဒီဇက်ကောင်တွေကမှသူ့ကိုပဲအကိုမြင်တယ်အကိုအကူကြီးတောင်းတာပေါ့နော် မခန့်တော့နေတယ်ညီမလေးအခုတော့ကုညီပေးပါကုညီပေးပါတယ်အားလုံးလည်းကျေးဇူးတင်တယ်မပန့်စုံနဲ့ဒီတိုင်းပဲအခန်းနှဲပြီမယ်လေဒါမှမဟုတ်သူကတော့အဲ့လိုပေါ့ဒီထဲမှာတော့နည်းနည်းလေးအဲဘယ်လိုအခန်းနှဲပြီမယ်လေသူလည်းကောက်ပါတယ်ထိထိတော့ဟုတ်ဒါဖူးဆုံးဆိုရင်လည်းဘယ်လိုပဲဖြစ်ဖြစ်သူ့နေရာလေးကိုကွာသူကသူကလည်းသူနဲ့လည်းသူတရားစခန်းဝင်ဘူးတယ်သူကလည်းအဲ့လိုတရားစခန်းတွေပါဝင်နေတယ်လို့ဆိုတော့အဲ့လိုမျိုးရင်းမိပိုင်းဆိုတော့ အန်တီမီရဲ့နေရာမှာသူ့ကိုပဲအခုမြင်တယ်ညီမလေးအခုနဲ့သူ့နဲ့ဟိုဘယ်လိုခေါ်မလဲအိုက်တာတော့တွေ့ဘူးနေတိုက်တာနဲ့လောမစုံဘူးသေးဆိုရိုက်ပါမယ်ကိုရဲဆိုတော့ကျေးဇူးတင်ပါတယ်အားတော့အမွေဆိုင်ရင်ဘယ်တော့ခွဲမှာလဲမိမိလေတော်တော်အကြံကြီးတာပဲငါစီးစိမ်နေလဲမင်းဖြုံးလို့ကုန်ပြီအော်အရင်ကောင်းတာပဲတော်လိုက်တာဒိုက်တာတော်လိုက်တာဆိုတော့ကဲကျေးဇူးတင်ပါတယ်အဲ့ဒီအတွက်လည်းကျွန်တော်တို့ကပို့ပြီးတော့ responsibility ပေါ့နော်ဟိုတာဝန်ယူမှုကအကူတွေပို့ကြည့်တော့ပေါ့ ပို့ကြီးတယ်ဆိုတာဩသူတို့တွေကငါတို့စိတ်စိတ်ရောကိုယ်ရောတကယ်အားပေးတဲ့လူတွေအဲ့ဒီအတွက်ငါတို့ပို့ပြီးတော့ဒီတက်ကောင်းအောင်ဒီတက်ပို့ပြီးတော့ပြည့်တတ်တည်ကြိုက်အောင်ပေါ့နော်ပို့ပြီးကောင်းအောင်ဒီတက်ပို့ကောင်းတဲ့ခါလေးတွေငါတို့ကြိုးစားအောင်မယ်ဒီတက်ပို့ကြိုးစားအောင်မယ်ဆိုရက်ဒါ mindset ပေါ့နော်အခုအဲ့ဒီဟာလေး mindset တခုတော့အဲ့ဒါလည်းရပါတယ်တကယ်လို့လည်းအပိရဲ့ပြည်သက်ကြီးကျေးဇူးတင်ပါတယ်အများအားကျွန်တော်ပြောပါတယ်ကျွန်တော်ကကိုယ်စွမ်းညံစွမ်းချက်အခုအချိန်ရိုက်ခဲ့တာပြောပြရင်တော့တကယ် ဟိုဘယ်လိုခုံးလဲရိုက်ကွင်းပေါ်မှာဟိုအိပ်ပြောရဲအစင်ပေါ်တော့အဲ့လိုဒီအဲ့လိုဒီကိုတကားပါလဲအဲ့လိုဟိုရက်ရှည်ကြီးပေါ့နှစ်လောက်နန်စတော့ရိုက်ရတာပေါ့နှစ်လောက်နန်စတော့ရိုက်ရတာဆိုတော့လေအဲ့ဒီအတွက်ထွက်လာတယ်လို့ဇက်လေးကိုအားပေးတာတကယ်ကိုကျေးဇူးတင်ပါတယ် Thank you ပါ thank you ပါ